်မင်္ဂလာပါ The Analyst Password Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့တော့100 days of landing sequel ရဲ့ day 6မှာ and operator အကြောင်းကိုပြောကြပါမယ်ဆို AD and operator ကဘယ်နေရာမှာသုံးလဲဆိုတော့ရှေ့ရပြောခဲ့တဲ့ where နဲ့တွဲပြီးတော့သုံးတတ်တာရှိပါတယ်ပြီးတော့ where clause အကြောင်းပြောတော့ကကျွန်တော်တို့ column တစ်ခုတည်းမဟုတ်ဘဲနဲ့နောက် column နှမျိုးသုံးမျိုး condition နှမျိုးသုံးမျိုးတွေတွဲပြီးတော့ filter ခံခြင်းတဲ့ခါကြရင်လေ ဝဲ clause ကလုပ်လို့ရတယ်လို့ပြောခဲ့ပါတယ်အဲ့ဒီလိုမျိုး2မျိုး3မျိုး fader condition တွေကိုတွဲပြီးတော့အလုပ်လုပ်နိုင်ဖို့အတွက်ကျွန်တော်တို့ဒီ and operator ကိုသုံးပေးရပါတယ်ဆိုတော့နမူနာပြောရရင်ကျွန်တော်တို့က select ကိုလိုချင်တဲ့ column တွေ mobile model သို့မဟုတ် brand color ဒီလို column တွေကိုယူလိုက်မယ်ပြီးတော့ဝဲ clause မှာ brand က Samsung ဖြစ်တဲ့အခါ and ဆိုတဲ့ keyword လေးတက်ထည့်ပြီးတော့ color က black ဖြစ်တဲ့အခါဆိုတော့ပြောချင်တာကဒီ filter condition နှစ်ခုလုံးမှန်တော့မှကျွန်တော်တို့ရဲ့ data ကိုဆွဲပါမယ်လို့ပြောလိုက်တာမျိုးဖြစ်ပါတယ်။ per sql မှာဒီလိုမျိုး command ကိုရေးပြီးတော့ run လိုက်ရင်သူ့ရဲ့နောက်ွယ်မှာ data ကဘယ်လိုဖြစ်သွားသလဲဆိုတော့ brand ဆိုတဲ့ column ကိုသူကအရင်ဆုံး Samsung နဲ့ညီအောင် filter လုပ်လိုက်မယ်။ပြီးရင် color ဆိုတဲ့ column မှာအမဲဆိုတာကို filter လုပ်လိုက်မယ်။ ဆိုတော့ဒီလိုမျိုး filter နှစ်ခုလုံးနဲ့ညီတဲ့ data တွေကိုမှကျွန်တော်တို့ကစွဲမယ်ပြီးတော့ကိုယူခြင်းတဲ့ column ကဘယ် column နေယူခြင်းတာလဲဆိုတော့ mobile model ရေ brand ရေ color ရေယူပါမယ်ဆိုပြီးတော့ select ထဲမှာထည့်ပြီးရေးထားလိုက်တဲ့အတွက်ဒီ၃ခုကို data ကိုစွဲလာပေးပါလိမ့်မယ် Okay ဒီလိုလေးစွဲလာပြီးတော့ကျွန်တော်တို့စီကိုလာပြီးပြပေးမှာဖြစ်ပါတယ် Okay ဆိုတော့ဒီ amp operator က ဝဲနဲ့ဖီတာခံကျင်တဲ့အခါကော်လန်နေတစ်ခုထပ်ပို့ပြီးတော့ဖီတာလုပ်ကျင်သုံးပါတယ် and နဲ့တွဲထားတဲ့ condition တွေအကုန်လုံးနဲ့ညီတဲ့ data ကိုပဲထုတ်ပြပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ data တွေမှာဥပမာ Samsung တော့ရှိတယ်ဒါပေမဲ့ Samsung မှာအမဲရောင်ဖုန်းမရှိဘူးဆိုရင်သူကဒီနှစ်ခုထဲမှာ brand ကတော့ Samsung လို့ filter ခံပြီးတော့ color black လို့ကန်လိုက်တဲ့အခါမှာ black လို့ခံစရာ data မရှိနေဘူးဆိုရင်ကျွန်တော်တို့ကဘာ data မှထွက်လာမှာမဟုတ်ပါဘူး။ဟုတ်ကဲ့ဒီနေ့တော့တော့ဒီလောက်ပါပဲကျေးဇူးပါနောက် post မှာတွေ့တာပေါ့။